cool. တော့အပြင်သွားတော့မယ်ဆိုလို့ရှိရင်ငါမင်းချခဲ့လားမချခဲ့ဘူးလားတော့ခက်ခဲ့လားမခက်ခဲ့ဘူးလားစသဖြင့်ဒါကိုခဏခဏစစ်တယ်အပြင်ရောက်တဲ့ခါမှလည်းအဲ့ဒီလိုပဲငါမင်းချခဲ့တယ်နော်အတိအကျပါရင်နော်ငါတော့ခက်ခဲ့တယ်နော်အတိအကျပါရင်နော်စသဖြင့်အဲ့လိုမျိုးခဏခဏစစ်နေရဆိုရင်အာတာမှန်မဟုတ်ဘူးစိတ်ဆွဲလန်းလို့ယောဂ OCD ယောဂဖြစ်နေတာဖြစ်တယ်ဒီလိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်တော့ကုသလို့ရရတဲ့နည်းရရှိတယ်ပထမနည်းကတော့ဒီစိတ်ကြမ်းမာရဲ့ဆရာဝန်နေတဲ့အပီတော်မှစိတ်တော့ပြီးတော့မှကိုကနှစ်ဘက်ကနေ၃ဘက်၄ဘက်စသဖြင့် ်ဒီလိုမျိုးကိုယ့်ရဲ့အခြေအနေမှာဟိုဒီမှာဆေးတောက်မှာကုလို့ရတယ်ဒုတိယနည်းကတော့ကျောင်းတို့အုံနောက်ကိုခွဲစိတ်ပြီးတော့မှကုတာပေါ့နော်ဟော်မုန်းတွေကိုပြန်ညှိတဲ့ကုတာနည်းတစ်ခုရှိတယ်နောက်ထပ်တတိယနည်းကတော့ hypnotherapy psychotherapy ပဲဖြစ်တယ်အဲ့တော့ hypnotherapy psychotherapy ကတော့တက်တောင့်တတာနဲ့ဆေးတောက်ရနဲ့လွတ်တယ်ဒီနည်းတော့ကုတာလို့ရတယ်နောက်ကိုကယောဂမပြင်းသေးဘူးဆိုတော့ကိုဟာတာကိုကုတာလို့ရတဲ့နည်းတွေလည်းရှိတယ်ဒီလိုမျိုးနည်းတွေကိုတေချာအသေးစိတ်နဲ့လာသင်ခြင်းလဲဆိုလို့ရှင်တော့ the secret of your mind ဆိုတဲ့သင်တန်းထဲမှာအသေးစိတ်သင် ပေးထားတယ်ဒီဗီဒီယိုချင်းရဲ့မိတ်ဆွေတွေရောအဲ့လိုအပြင်သွားကန်နီးဆိုရင်အမြဲတမ်းငါမိတ်ချခဲ့လားမချခဲ့လားတော့ခက်တရာတေးချပါပါရင်တော့အပြင်ရောက်တဲ့ခါမှလည်းအဲ့လိုပဲဖြစ်နေတာဖြစ်နေတယ်ဆိုလို့ရှိရင်တော့ comment မှာ yes comment ခက်ပြပါဒါလုံးကပေါ်စတင်တဲ့အရာတစ်ခုဖြစ်တယ်ဒီဟာကတာမန်အနေထားတစ်ခုတော့မဟုတ်ဘူးတစ်ချိန်တည်းမှာပဲကုသရင်တော့ပျောက်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်